အားလုံးမင်္ဂလာပါမြန်မာနိုင်ငံမှာဒီပါလဲဟောပေါ့အနုပညာရှင်တွေကစိတ်ကောင်းစီရဲ့ဖီအားနဲ့သူတို့ကစကားရိုက်တဲ့ဟာဟိုဒီဂျောညာတွေရိုက်ခဲ့တဲ့ဟာတွေတွေ့တယ်ရေကောပွဲကိစ္စနဲ့အဲ့ဒီထဲမှာအောင်ခံအောင်ခိုင်တို့မြင့်မြတ်တို့နေဝင်းတို့တော်လက်တို့ကပမာတွေပါပဲ နေတိုးလဲပါတယ်ကျူးလေးရခိုင်ကတော့ကျူးလေးနဲ့နေတိုးလို့ပြောမှာပေါ့အဲ့ဒါကိုကျွန်တော်ပြောမယ်ဒီကအဘွားဖုန်ကြီးပေါ့နော်ຫນွေဥတော်တော်လှန်ရေးဖုန်ကြီးဆိုတဲ့လူနေတိုးမိုက်ကိုမေကိုလို့ဆိုပြီးမှဖုန်ကြီးတယောက်ကဒီလောက်ရိုင်းဆိုင်တဲ့စကားလုံးမတုံးတင်ပါဘူးဖုန်ကြီးကရုံတုံးပြီးမှတင်ကောင်းဝတ်တဲ့ဖုန်ကြီးတပါးကအနေနဲ့ နေတော့ကိုမေကိုလို့ဆိုပြီးမှရေးတဲ့ဟာကြီးရတော့မလွန်လွန်းဘူးလားကွာပြီးမှဆဲတဲ့လူကလည်းအဲ့ကျူးလေးနဲ့နေတော့နေရောက်ပဲတော်ကျူးလေးနဲ့နေတော့ပဲရခိုင်လူမျိုးဖြစ်လို့ဆိုတဲ့ပုံစံနဲ့ဆဲသွားကြတယ်အဲ့ဖုန်ကြီးပြောတဲ့မှအแทတွေမှလည်းကြည့်လိုက်နေနေဝန်းတော့အောင်ခိုင်တော့နော် ပြီးမှဟိုတော်လက်တော့မြင့်မြတ်တော့မပါဘူးမျက်နှာမလိုက်ကြနဲ့ဒီအလုတ်ကိုလုတ်နေတဲ့အသူအချင်းချင်းတောင်မှခမရတို့မျက်နှာလိုက်မှတော့ရခိုင်လူမျိုးတွေကလည်းပြောမှာပေါ့လူမျိုးရင်းနဲ့တိုက်ခိုက်တယ်လို့ပြောမှာပေါ့ဥပမာကျွန်တော်ချင်းလူမျိုးချင်းလူမျိုးတဲမှာမင်းသမီးတွေရှိတဲ့ဟာအစိုးရတွေရှိတဲ့ဟာတွေ ဲ့ထဲမှာပါကြည့်ပါလားချင်းတဲ့တဲ့လာပြောရင်ငါတို့လည်းကြိုက်မှာမဟုတ်ဘူးမင်းတို့ဗမာတို့ရလေလေတဖက်ပိတ်တဖက်ပိတ်တဖက်ပိတ်တမားတို့အယံများတယ်ဖုန်ကြီးကအစနော်ကျွန်တော်ကဗမာမလို့ပြောတာမဟုတ်ဘူးဒါပေမဲ့မင်းတို့ပြောတဲ့ဟာတွေကအယံလွန်သွားပြီအယံလွန်သွားပြီအဲ့လိုမျိုးကြီးရတော့ခင်ဗျားတို့လုတ်တာမကောင်းဘူးဖုန်ကြီးကအစ ကျွန်တော်တို့ပြောမယ်စိတ်တော့မဆိုးကြနဲ့ညီအကိုပမာတွေဒီမြန်မာနိုင်ငံတော်စုပ်ပြတ်ဖြစ်အောင်လေခမရတို့ပမာတွေပဲဖန်တီးတာဒီနိုင်ငံမှာလူလူနဲ့တူအောင်နေလို့မရအောင်လေခမရတို့ပဲဖန်တီးတယ်တခုခုပြောမယ်ဆိုရင်လေခမရတို့ပဲတခိုးတော်မှာတသိဖြစ်အောင်လုပ်တာလေခမရတို့ပဲ တခိုးတက်သေးဖြစ်အောင်လုပ်တာခမရတော့ပဲလေစစ်ကောင်စီတော့တခိုးတွေလေအဲ့ဒီခမရတော့ဘောမာတာလေခမရတော့ပါပဲအဲ့ထဲမှာတိုင်းသားတို့ရဟိုနောက်ကနေလိုက်လာတယ်ဘာလို့ဆိုသူတို့လည်းစားကော့လိုချင်တာဟုတ်ဟွန်းမြန်မာနိုင်ငံမှာလူဦးရေအများဆုံးခဲကယူအားတဲ့လူအများဆုံးလဲဗမာတွေပဲ ကျွန်တော်ပြောတာကျွန်တော်အမှန်ပြောလို့ခင်ဗျားတို့အတော့ခားမယ်ဆိုရင်လဲခိစ္စမရှိဘူးအမုန်းခံပြီးမှပြောမယ်နှစ်ပေါင်းခုနှစ်ဆယ်ကျော်တီအတွန်းမှာနစ်လာတာအာနာတင်းလိုက်ပြန်ပေးလိုက်အမျိုးမျိုးလှုပ်လိုက်တာလဲမင်းတို့ပမာလူကြီးတွေပဲအထူးတစ်ဖြစ်အောင်ဆန်းစုကြည်တို့ဦးဝင်းမြတ်တို့တမရာကြီးတွေဖမ်းတာလဲမင်းတို့ပမာလူမျိုးတွေပဲ မင်းတို့ပမာလူမျိုးတို့ရဲ့အချင်းချင်းဖြစ်တဲ့ဗျက်တနာမှာသူတို့တိုင်းသားတို့ရဲ့ရောင်ချချာလေပြီးမှဟာလာဟိုဖက်ပါမလို့လို့ဒီဖက်ပါမလို့လို့ဟိုဖက်မှာပါလိုက်ဒီဖက်မှာပါလိုက်ဒီဘဝနဲ့ကျွန်တော်တို့နေပေါင်း90လဲလာလေနေကြတယ်ကျွန်တော်တို့ကအဲ့တော့ကျွန်တော်တို့ကပမာတွေချက်ပြောရင်ခင်ဗျားတို့ခံပြင်းတယ်အခုရခိုင်ဖက်မှာရက်တီတာမဟုတ်ဘဲနဲ့ ခမရိုနေတိုးကိုတော်မှာဖုန်ကြီးတပားဖြစ်ပြီးမှာတင်ကန်းတော့တင်ကန်းလူဝတ်ကိစ္စမရှိဘူးခမရိုဝတ်ထားတဲ့တင်ကန်းကဘလောက်မြင့်မြတ်လဲဆိုတော့ခမရတိတလားဖုန်ကြီးတပားအနေနဲ့တီတင်ကန်းကိုခြုံရဲ့အတန်းနဲ့နေတိုးကိုမေကိုလို့ဆိုတဲ့စကားလုံးကိုရေးသွားတာငါတော့မှမင်းအကောင့်လို့ကြည့်တော့အော်တော့အော်အရင်တော့ကျွန်တော်မင်းကိုအားပေးခဲ့ဘူးတယ်ဒါမဲ့ အရင်တော့လည်းတခါတလေကျွန်တော်ဝေဖန်ခြင်းနဲ့ဒါပေမဲ့ကွာထားလိုက်ဆိုပြီးမှအများအန်းထားဖြစ်တယ်ဒီတခါတော့ပြောပြရစီများတော့များလုံးပြီဖုံကြီးတပားဖြစ်ပြီးမှမင်းတို့ဖုံကြီးတွေပဲစစ်တဘောမှလာလေဖုံကြီးဒီမိုကရေစီလိုလိုဘာလိုလိုနဲ့ခမရတို့ဖုံကြီးတွေအရန်ဆိုးတယ်ပေါ့ကူရောတို့ပါညာတို့ဆိုလို့ရှင်လဲစစ်တဖက်ကပါတဲ့လူတွေတီကောင်နဲ့တင်ကန်းဝတ်အာမနာဘူးခမရတို့ဝတ်ထားတဲ့ဟာကတရားခမရတို့ချီခိုးနေတဲ့တန်ဖိုး ရှိတဲ့တကယ့်ကိုလေးစားအပ်တဲ့တကယ့်ကိုနိဗ္ဗာန်ရောက်နိုင်တဲ့ဆိုတဲ့ဆိုပြီးမှခမရတို့ယုံကြည်ထားတဲ့သင်္ကန်းမဟုတ်ဘူးလားဖယားဝတ်ထားတဲ့သင်္ကန်းမဟုတ်ဘူးလားဟမ်အော်ပါလေကွာဖုန်ကြီးတပါအနေနဲ့ မေတ္တာစုမေတ္တာပို့ပြီးမှဆူတောင်းပေးရမှာဒီလိုမဖြစ်ဖို့ဒီလိုမလောက်ဖို့ပေါ့တင်ကန်းလဲဝတ်တယ်တင်ကန်းမဝတ်ဘူးဆိုလို့ရှိရင်တော့ဖုန်ကြီးထွက်ပလိုက်ပေါ့တခါတည်းနဲ့ဖုန်ကြီးထွက်ပြီးမှကြိုက်တယ်လို့ပြောရတယ်ဖုန်ကြီးတပားမှာခရစ်ယာန်မှာဖြစ်ဖြစ်မွတ်စလင်မှာဖြစ်ဖြစ်ဗုဒ္ဓမှာဖြစ်ဖြစ်တီဟာကိုထင်းကိုထင်းရမယ်ခမရတော့မထင်းတော့ခမရတော့ ဒီဝစီကိုမထိနိုင်တော့ဂျန်နဲ့အားလုံးကလည်းပိုးပြီးမှအတူယူပြီးမှကြိုက်တယ်လို့လုပ်နေတယ်ခရစ်ယာန်မှလည်းဒီလိုမျိုးရှိတယ်ဗုဒ္ဓမှလည်းရှိတယ်ဟိန္ဒူမှလည်းရှိတယ်မွတ်စလင်မှလည်းရှိတယ်ဒါကြောင့်ကျွန်တော်တို့ကဒါမှမကြိုက်တာဥဆောင်ဘာသာရေးပိုင်းမှာတကယ်အလေးထားနေတဲ့လူကြီးပိုင်းပြောမှဆိုဖုန်ကြီးတွေပေါ့ခမရတို့ဒီလိုနေမှတော့အောက်ခြေကားတွေဆိုတော့ခမရတအူးကြောင့်မဟုတ်ဘူးလူတွေ ကျွန်တော်ပြောတာတဦးပဲပြောတာဒါပေမဲ့ပျက်စီးတာကလူအများကြီးပျက်စီးတယ်ခရိယာမှာလည်းဒီလိုပဲကျွန်တော်ခရိယာမှာလည်းတရားဟောတာလွဲသွားတာနဲ့သူတယောက်တည်းမဟုတ်ဘူးပါတဲ့အနောက်ကထောင်နဲ့တောင်းတဲ့လူတွေအယူလွဲကုန်တာဒါကြောင့်ခမရတို့ဖုံကြီးတွေဆိုတတော်တတိထားပါဖုံကြီးဖြစ်ပြီးမှတင်ကောင်းကောရဲ့အသားနဲ့တောင်မှကိုမေကိုလို့လို့ရေးရဲတယ်ဆိုလို့ရှင်တော့မင်းကြောက် မင်းမေပြန်လို့ဆိုလို့ရှိရင်တော့ခမရချိုက်မလားဖုန်ကြီးတပါနော်အိမ်ထောင်မပြူဘူးမိမမယူဘူးဆိုတဲ့လူကဒီလိုစကလုံးတုံးနေဆိုကြရရနဲ့မှားတယ်မှားတယ်ကျွန်တော်ကတော့ကန့်ကွက်တယ်မချိုက်ဘူးဖုန်ကြီးတပါကိုဖုန်ကြီးတပါဆိုပြီးမှຫນွေဥတော်ထန်ရေးဆရာတော်ကြီးဆိုပြီးမှနာမည်ကြတော့မဲ့ထားလိုက်တယ်ကျွန်တော်တို့တော့လေးစားလာတာအရင်တော့ တာထုံမစကားပြောတာလွန်တဲ့အားတွေအများကြီးရှိတော့ကျွန်တော်ကမပြောဘူးတခါမှကျွန်တော် comment လည်းမပေးဘူးနားထောင်ပေးတယ်အေးဖုန်ကြီးလည်းလူပဲတခါတလေစမ်းတော့ရှိမှာဗောလို့ဒါနဲ့ပဲကျွန်တော်ကအဲအခုကျတော့ခမရတော့လွန်သွားပြီအောင်ခိုင်တို့မြင့်မြတ်တို့ကြောင့်နေဝန်းတို့ကြောင့်ဗမာမလို့မပြောတာလားလို့ကျွန်တော်ပြန်မေးမယ်ဆိုလို့ရှိရင်ဘဘဝိုင်းနိုင်ခမရတို့6ဟိုးမှာအဲ့လောက်ပဲပြောမယ်ထပ်ပြောရင်တော့လွယ်မှာမဟုတ်ဘူး